မွေးစိမ့်တဲ့အရက်ကိုဆေးတစ်ခွက်ထဲနဲ့ပြတ်အောင်ဖြတ်ပေးရဆိုတာမရှိဘူးကိုမယုံတဘာဝတင်းမြင့်တစ်ဖူးနဲ့ဖော်စားထားတဲ့ဆေးတစ်မျိုးတည်းနဲ့မွေးစိမ့်သမားပေါင်းအရက်သမားပေါင်းကိုတောင်းချီသိန်းကဏ္ဍလောက်ထိဆရာကြီးကဖြတ်ပေးနေတာရွှင်ကျော်ဆရာကြီးပေါ့နော်သူတို့မွေးစိမ့်ဖြတ်နေတဲ့လူတွေကိုအခုအရင်လေ့လာတယ်အင်တာဗျူးလုပ်တာပေါ့အင်တာဗျူးတွေလုပ်တော့တကယ်လည်းမှန်တယ်ဆေးတစ်ခွက်ထဲနဲ့ပြတ်အောင်ဖြတ်ပေးနိုင်တယ်ဆိုတော့အကလက်တွေ့မြင်ခဲ့ရတယ်သူတို့တွေကမွေးစိမ့်ဆွဲလာတာဘယ်နှစ်လဲမေးလိုက်ရင်10နှစ်15နှစ်အနည်း20အနည်းစိတ် ဒါလေးတွေအကိုတို့က15ရက်တလနဲ့ပြတ်အောင်ဖြတ်ပေးရတာပေါ့လွယ်တော့မလွယ်ဘူးကြပါ့မယ်ဟုတ်ပြီငါမေအတွက်ကျေးဇူးဆက်နေတာဟုတ်ပြီဆက်နေတာအားလုံးကျေးဇူးတင်ကြပါနေတာဟုတ်ပြီတောက်ချုံကွာရဲ့ online ဦးတောက်ချုံကွာဟုတ်ပြီမူရစေးဆွဲတဲ့ကလေးတွေအရက်ဆွဲတဲ့ကလေးတွေကစိတ်ပျော့တယ်စိတ်ထားနူးညံ့တယ်သူတို့အကြက်ကြိုင်လို့မရဘူး တို့ရဲ့အပြစ်တွေကိုအမြဲတမ်းပြန်ပြန်နှွေးပြီးတော့မှပြောနေမယ်ဆိုတော့တို့ကပို့ပြီးစိတ်ထိကြိုက်တယ်အဲ့တော့အကူကချွေချွေတတာပြောဆိုဆုံးမပေးရတယ်ဘယ်လိုစကားမျိုးဆိုသူလက်ခံတယ်ဒါလေးတွေအကူကနေမှတေချာလေ့လာပြီးတော့မှအကူတို့ထိန်းကြောင်းရတာအဲ့တော့အကူတို့ဒီရောက်သွားလို့ရှိရင်အရန်လိမ်မာတဲ့ကလေးတွေဖြစ်သွားတာပဲ